။ထမင်းပေါင်းဦးနဲ့စီထမင်းကိုထမင်းချက်တလို့ပဲအလွယ်ထိုးတဲ့နေလေးပြောပြပေးပါမယ်။အရင်ဦးဆုံးကောင်းကင်းဆန်ကိုကိုသုံးမဲ့ခွက်ပေါ့နော်။ချီလီကတော့နှစ်ခွက်ခွဲသုံးထားပါဗါး။ဒါဆိုရင်ချီလီတို့အင်းက၄ရောက်ကတော့ပဲပေါ့နော်။နှစ်ခွက်ခွဲသုံးပြီးတော့မုံမွားတွေကင်းအောင်ပေါ့နော်။ရေနဲ့သုံးထက်လောက်အရင်ဆုံးစေးပါဗါး။ဒီမှာကောက်ငင်းဆန်တဲ့ရေကိုစားတူထည့်ပေးရပါတယ်။နောက်မှဆိုကောက်ငင်းကအရင်ပျော့တယ်ပေါ့နော်။ဒီစားတူထည့်ရင်အတော်ပဲပေါ့ကောက်ငင်းဆန်က။ဤလဲဤတယ်ပြီးတော့ မမကြီးလည်းဖြစ်မနေဘူးပြီးတော့အရန်ပြပြကြီးလည်းမဖြစ်ဘူးပေါ့နော်ပြီးရင်ကြက်သွန်ဒီလေးစိတ်ခွဲပြီးထဲပါတယ်ရတာနဲ့အရောင်အတွက်ကတော့စားရဲတကြားရဲနောက်ပြီးတော့စနွေးမှုန်ရဲထဲပါတယ်ချီလီကတော့စီးချိုတကြားကိုသုံးထားပါတယ်ပြီးရင်စီကိုခမင်းစားစွန်းနဲ့သုံးစွန်းထည့်ထားပါတယ်အကယ်၍ကိုကဒဲအိုးနဲ့ထိုးမယ်ဆိုရင်လေစီရလည်းပို့ပြီးသုံးရတယ်စီတွေများများသုံးပြသွားတာပေါ့နော် ပြီးတော့ပူလဲပူနေတော့လေထိုးရတာပိုပင်မန်းနဲ့ပေါ့နော်ဒါမျိုး rice cooker နဲ့ချက်ရင်ပင်လည်းမပင်မန်းတော့ဘူးလောလောကူလဲထိုးလို့ရတယ်ပေါ့နော်အားလုံးကိုထည့်ပြီးပြီဆိုရင်အရသာနှံ့အောင် ရောသမားဝေပြီးတော့ထမင်းပေါင်းဦးတဲ့ကိုခလုတ်နှိပ်ပြီးတော့ချက်လိုက်အောင်ပါပဲခလုတ်တက်ပြီဆိုရင်တော့စီထမင်းရပါပြီကဲ၍စီထမင်းကျိုးလိုချင်တယ်ဆိုရင်နောက်တစ်ကြိမ်ကုတ်ထက်နှိပ်ပြီးတော့ချက်လို့ရပါတယ်ဒါဆိုရင်စီထမင်းကျိုးလေးရပါတယ်ဒီစီထမင်းကိုအပြဲကြောက်ကြော်တို့ငချောက်ဖုတ်တို့နဲ့ တွဲဆိုင်အရင်လိုက်ပါတယ်ပဲပြုတ်လေးနဲ့ဆိုလဲလိုက်ပါတယ်ဒါပေမဲ့ဒီနေ့မနက်ကခြေလေးညမှာပဲပြုတ်တယ်ဝယ်ဖို့ကြည်တာပေါ့နော်ပဲပြုတ်တယ်ကထွက်ပြေးသွားတယ်မဝယ်လိုက်ရဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီတစ်ခေါက်တော့ပဲပြုတ်မပါပါဘူးစီထမင်းကြိုက်ပေမဲ့ထိုးရတာပင်မနဲ့ဆိုတဲ့သူတွေဒီလိုထမင်းပေါင်းနဲ့လွယ်လွယ်ကူကူထိုးလို့ရမယ်ဆိုရင် အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတူတင်ရှိပါတယ်ရှင်